်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံမြင်သံကြားနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးမြို့မှာစစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲခံရပြီးစစ်မှုထမ်းနေရသူဟာအော်တိုဝါလာ၁၀ရက်နေ့ကလက်နက်မပါဘဲပူးပေါင်းလာခဲ့တယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့စီကနေသိရပါတယ်အသက်30အရွယ်ရွှေဘိုဇာတိဖြစ်သူဟာသခိုင်းတမ33မှာတာဝန်ကျနေတဲ့ချိန်ပူပမော့ဆက်သွယ်လာတဲ့အတွက်သခိုင်းမျိုးပေါ်ထိသွားရောက်ခေါ်ဆောင်ခဲ့ရတယ်လို့ဆိုပါရယ် တာဝန်ကျနေတဲ့တပ်မ33တဲကနေကိုလိုရုံပြီးထွက်ပြေးလာခဲ့ရတဲ့အတွက်လက်နက်ခဲယမ်းတွေကတော့ပါလာတာမရှိဘဲမိသားစုတွေကလွတ်မြောက်နေမြေတစ်ခုမှာရှိနေတဲ့အတွက်ဆက်သွယ်ပြီးတော့အနှံပေးလိုက်တယ်လို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက DVB ကိုပြောပါရယ်ပူပေါင်းလာသူဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမန္တလေးမြို့မှာအလုပ်လုပ်နေတဲ့အချိန်စစ်ကောင်စီတပ်ရဲ့မတရားပေါ်တာဆွဲတာကိုဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ် အဲဒီနောက်တောင်တွင်းကြီးအမှတ်9စစ်အခြေခံလေ့ကျင့်တပ်မှစစ်တပ်နဲ့တိုက်ရောက်ခဲ့ရကစက်တင်ဘာလ12ရက်နေ့မှာတော့သခိုင်းခြေဆိုင်တပ်မှ33ကိုပို့ဆောင်ခဲ့ရတယ်လို့သိရပါဗျ။သခိုင်းမြို့နယ်မှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့အများဆုံးပူးပေါင်းကြဖို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။အကျဉ်းထောင်တွေကနေလွတ်ရက်စစ်အကျဉ်းသူတွေကိုအကြမ်းဖက်ပုံမှန်တွေတက်ပြီး ပြန်လည်ဖန်ဆီးခံရမှုတွေပုံမဆိုးဝါးလာတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကအော်တိုဘာလ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။အကျဉ်းထောင်တွေမှာမတရားဖန်ဆီးခံရပြီးတဲ့နောက်လွရက်စင်းနဲ့နိုင်ငံရေးအကျဉ်းသူတွေပြန်လည်လွတ်မြောက်လာပေမဲ့ထောင်ဝမှာပြန်လည်ဖန်ဆီးတာလွရက်စင်းကနေနိုင်ငံရေးအကျဉ်းသူတွေနဲ့မသက်ဆိုင်တဲ့အမှုတွေနဲ့ထပ်မံဆွဲဆိုပြီးပြန်လည်ဖန်ဆီးမှုဟာဒီနှစ်ထံမှာပုံမဆိုးဝါးလာခဲ့တာပါ။စစ်ကောင်စီတပ်ရဲ့တရားမဲ့ဖန်ဆီးတာမဟုတ်မမှန်ပုံမှန်တက်ပြီး ထပ်မံဖမ်းဆီးချုပ်နှောင်တာတွေကိုကျူးလွန်နေတာကြောင့်နိုင်ငံတကာလူ့ခွင့်ရေးကြီးညာစာတမ်း Article 9ရတရားမဲ့ဖမ်းဆီးခြင်းမပြုရဆိုတဲ့အချက်ကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်နေတာဖြစ်တယ်လို့ဆိုပါရယ်ဒီလိုလူ့ခွင့်ရေးချိုးဖောက်မှုတွေကိုလူ့ခွင့်ရေးကာကွယ်စောင့်ရှောက်သူများလူ့ခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစောင့်ကြည့်လေ့လာမှုတွေပြုလုပ်ပြီးစုံစမ်းဖော်ထုတ်သွားမယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာဒီကရအော်တိုဘာ၁၀ရက်နေ့မွန်လွယ်ပိုင်းက စစ်ကောင်ရှင်တဟပချင်ပြည်နယ်ဆော်လုံမြို့နယ်လန်ဆယ်ရွာထဲဘုံကျဲခရာကြောင့်ရတားပြည်သူတေဆုံးပြီးတိခိုက်တရားရကြူရရှိခဲ့ပါတယ်။လန်ဆယ်ရွာမှာကြတာရတားတယောက်တော့ဆုံးသွားတယ်။တိခိုက်တံရသူတွေလည်းများတယ်။ပွဲချင်းပြီးတော့မဟုတ်ဘူးဆုံးတာ။တရားပြင်းထန်လို့ညနေ၄နာရီခွဲလောက်မှဆုံးသွားတာ။ပြည်သူတွေနေတလုံးကတော့မီးလောင်သွားတယ်။အိမ်တလုံးကတော့တဝက်လောက်လောင်သွားတယ်။ခုပေါ်နာပိုက်ချစ်လာလို့တာ။ စတမာလာ22ရက်နေ့ကလေလက်ဟဲစင်တောင်ကုန်းတိုက်ပွဲပြင်းထန်ခြင်းစစ်ကော်မရှင်တပ်ကလမ်းဆယ်ရွာထဲကိုပုံကျဲခဲ့တာကြောင့်ကလေးနှစ်ယောက်အပါအဝင်၃ယောက်တိစုံခဲ့မှာရင်စစ်ကော်မရှင်တပ်ဟာပြီးခဲ့တဲ့စတမာ19ရက်နေ့ကစပြီးလမ်းဆယ်ဒေသရဲ့အဓိကခန်းတပ်စကန်ကုန်းဖြစ်တဲ့ KIA တင်ပိုက်ကြတဲ့လက်ဟဲစင်တပ်စကန်ကိုပြည်သူစစ်တပ်ပေါင်းစုတွေနဲ့အင်အား600ခန့်နဲ့စစ်ကြောင်းနှစ်ကြောင်းခွဲပြီးမြေပြင်နဲ့ဝင်ဟင်ကပါထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ စက်တင်ဘာလ23ရက်နေ့အထိ9ရက်ဆက်တိုက်ခေါလံပူနဲ့လန်ဆဲကြတိုက်ပွဲ ပြင်းထန်ခဲ့ပြီးလဟဆင်စခန်းမြောက်ဘက်ခြမ်းကကုန်းချောင်းဝင်ရောက်နေတဲ့ဘူတာအိုချေလင်တဲ့ရင်ခလာယာ338ပြည်သူစစ်တပ်ဖွဲ့နဲ့ပြည်သူစစ်စမှုထမ်းစုပေါင်းအင်အား600ခန့်ကိုစက်တင်ဘာ23ရက်နေ့ကကျင်းပပောင်းတပ်တွေတင်ပိုက်လိုက်နိုင်ခဲ့တာကြောင့်စစ်ကောင်စီတပ်ပေါင်းစုတွေဆုတ်ခွာသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆုတ်ခွာသွားတဲ့ခေါလံပူချာနေပြည်သူစစ်နဲ့ စစ်ကော်မရှင်တပ်တွေက KYA နဲ့မနီမွေအကွာအဝေးမှာပဲစကန်ချနေဆဲဖြစ်တယ်လို့သိရပါတယ်။ဟွရတ်ထင်ကိုလေထင်းမတ်အကရငါတိုင်ထင်းကိုမရအန်တီတန်လာကိုအန်တီမကဒီနနီတန်လာကိုဆဲရဲရောအဲ့နာကသူတို့စစ်ကြောင်းထိုးလာတော့ငါစကန်တွေကျွန်တော်တို့တင်းလိုက်တဲ့နောက်သူတို့နည်းနည်းနောက်ဆုတ်သွားတာပေါ့သူတို့ပြန်ပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့လည်းကြားရတယ်။တခြားတော့မသိရသေးဘူး။စောင့်ကြည့်တဲ့အနေထားပေါ့။ဒါတခုပဲဝင်နောက်ခု တော့မကြောက်ဖတ်တယ်လေ။မကားရဲစစ်ကော်မရှင်တက်နေပြည်သူစစ်ပုပေါင်းတပ်တွေလှူရှားလာတဲ့လာဟင်စင်ရှေ့တန်စကန်ဟာခေါလံဖုံးမြို့နယ်အကျွအေးပါရစ်စကန်ဖြစ်တဲ့အပြင်အဲ့ဒီလမ်းကြောင်းကနေသစင်လမ်းဆဲရွှေမော်ဒေရာနဲ့လမ်းဆဲကနေသစင်ဂျီဖွေပန်ဝါဘက်အထိကုန်းကြောင်းနဲ့ဝင်ရောက်နိုင်တာဖြစ်ပါတယ်။ကချင်ပြည်နယ်ဂျီဖွေခရိုင်ဆော့လုံမြို့နယ်ရှူထွက်ဒေသဖြစ်တဲ့လမ်းဆဲမြို့တစ်ခုလုံးကိုကချင်လူလည်ရေးတက်မတော် KAI နဲ့ပေါင်းတပ်တွေက 2024ခုနှစ်နိုဝင်ဘာ10ရက်နေ့ကတင်ပိုက်ထားနိုင်ခဲ့တာပါခေါလံဖူးပြည်သူစစ်တွေနဲ့စစ်ကော်မရှင်ပူပေါင်းတပ်တွေအင်အားစုပေါင်း80ဝန်းကျင်ထိုင်ထားတဲ့လာဟေစင်ရှေ့တန်းစခန်းကိုတော့ကင်းင်းနဲ့ပူပေါင်းတပ်တွေက2024ခုနှစ်ဒီဇင်ဘာလထဲတင်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်ကျမဟနာပါဒီရတဲ့ဘယ်လိုစုပ်ပြီးလို့ရှိနေလဲဆိုရင်ကျွန်တော်တို့ရအချင်းချင်းဖိတ်ဆွေးရင်းချရတိုင်ပြီးလို့ရမယ်ဟုတ်ကဲ့ပါ ပြည်ပကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကြားစိတ်တက်ခွန်အားတွေရရှိစေဖို့အတွက်ကမ္ဘာစိတ်ကျန်းမာရေးနေ့ကိုစုပေါင်းကျင်းပကြရလို့ဆိုပါတယ်။အော်ဒီနေ့တွေကျမတို့ကမ္ဘာစိတ်ကျန်းမာရေးနေ့ပေါ့နော် World Mental Health Day ကိုကျမတို့ဒီကျမတို့တိုင်းပြည်မှာအေးချမ်းတဲ့အတွက်ဒီမှာကျမတို့အကုန်လုံးစုရောက်ရှိနေတဲ့မြန်မာပြည်သူပြည်သားတွေအတွက်ပေါ့နော် မြန်မာစိတ်ကြမ်းမာကြီးအတွက်ပေါ့နော်ကျမတို့တတ်နိုင်သမျှစူပေါင်းအင်အားနဲ့ဆောင်ရွက်နေတာပါရှင်စိတ်ကြမ်းမာကြီးချုပ်ရင်းနေနဲ့ကိုကြမ်းမာကြီးကိုထိခိုက်တယ်လို့ကိုကြမ်းမာကြီးထိခိုက်ရင်လည်းစိတ်ကြမ်းမာကြီးကိုထိခိုက်တယ်အဲ့တော့ကျမတို့ကစိတ်ရောကိုပါနှစ်ခုစလုံးကြမ်းမာနေဖို့လိုပါတယ်ရှင်အဲ့လိုကြမ်းမာမှလည်းကျမတို့ကအတွေးကောင်းလေးတွေးတတ်တယ်အလုတ်ကောင်းလေးကိုလုတ်တတ်တယ်ပေါ့နော်စိတ်မကြမ်းမာတာတို့ကိုမကြမ်းမာတော့တို့ကစိတ်ဆင်းရဲစေတယ်စိတ်နဲ့ပတ်သက်ပြီးတော့ကျမတို့တွေက ကောင်းမွန်စွာမတွေးနိုင်ဘူးကောင်းမွန်စွာအလုံးမလုံးနိုင်ဘူးဒါကြောင့်မလို့စေရောကိုပါချက်မကြီးကလူတယောက်အတွက်အင်တာမအရေးကြီးပါတယ်ရှင်စစ်တပ်အာဏာသိမ်းထားတဲ့9နှစ်ကာလအတွင်းမြန်မာနိုင်ငံတဝမ်းမှာစိတ်ကျမ်းမာရေးအခြေအနေတွေဆိုးွားလာနေကြတယ်လို့လည်းပြောဆိုသွားတာပါဖျားရီကြောင်းကန်နေပလီတွေခရိယန်ကြောင်းနေနောက်ပြီးတော့လူနေရဒေသမြန်မာနိုင်ငံအနှံ့အပြားအကုန်လုံးကိုဘုံကျဲဖျက်ဆီးတိုက်ခိုက်နေတဲ့အတွက် မြန်မာနိုင်ငံဟာဘယ်တုန်းကမှဒီစိတ်ချမ်းသာရေးနဲ့ပတ်သက်ပြီးတော့ဘလောက်ကြီးဟိုအလေးထားပြီးတော့ဆောင်ရွက်နေစရာမလိုရအောင်ကိုယ့်ဟာကိုယ်နေတဲ့ထိုင်ခဲ့ကြတဲ့သူတွေအခုတော့အားလုံးဟာအိုးမဲ့အိမ်မဲ့ဘဝတွေပြက်အသက်တွေဆုံးရှုံးပြီးတော့နော်ခန္ဓာကိုယ်တွေပါဆွတ်လွတ်နေရတယ်အားလုံးဟာမတရားဖိနှိပ်နှိပ်စက်မှုတွေကိုခံနေရတယ်ဒါကြောင့်မလို့ကျမတို့စိတ်တက်ကျမဖို့လိုတဲ့အတွက်ကြောင့်ဒီနေ့ကမ္ဘာစိတ်ကျမရေးနေ့မှာဒါလေးကိုကျမတို့ကလှုပ်ဆော်ပေးတာလည်းဖြစ်ပါတယ်ရှင့် ်ဟုတ်ဒီနေ့ကကဘာစိတ်ကျမ်းမာရေးလို့ဆိုတော့လေကျွန်တော်စိတ်ကျမ်းမာရေးကလူတိုင်းနဲ့သက်ဆိုင်တယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံလူပြည်တွင်းရဲ့ပြဿနာပေါင်းများများစွာရေကျွန်တော်ပြပမှလာနေနေကြတဲ့လူတွေကဒုက္ခတွေအများများနေတော့စိတ်ကျမ်းမာရေးအတွက်ကအရန်ရေးကြည့်ပါတယ်ကျွန်တော်တို့ ဒီစိတ်ကျမ်းမာရေမကောင်းလို့ပေါ့နော်အဆုံးစုံဒီကုကူတက်တည်သွားတဲ့ကိစ္စတွေကကျွန်တော်ခဏခဏကြုံနေရတဲ့လက်ရှိအနေအထားမှာကျွန်တော်တို့စိတ်ကျမ်းမာနေကိုဂုံပြုတ်ရင်းနဲ့ဒီတိုင်းနဲ့တဲမှာပဲကျွန်တော်တို့အားလုံးရဲ့စိတ်ကျမ်းမာရေပြန်တစ်ယောက်အပြန်အလှန်ဖေးမှကူညီကြမယ်ဆိုလို့ရှိရင်တချို့တချို့သောစိုးကျိုးတွေကိုဖယ်ရှားပေးနိုင်တယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာကမ္ဘာစိတ်ကျမ်းမာရေးနေ့ကို1992ခုနှစ်ကစအော်တိုဘာလ10ရက်နေ့ကိုသတ်မှတ်ပြီးနိုင်ငံတကာမှာကျင်းပလာခဲ့တာ 33နှစ်ရှိသွားခဲ့ပါပြီခမကျွန်တော်မောင်တူပါ2025ခုနှစ်အောက်တိုဘာ10ရက်နေ့မှာเนาะဒီဘာစစ်တမ်းအရင်းဆိုပြီးတော့ဘာမှတ်မှတ်ထားတာကျွန်တော်တို့ကစစ်တမ်းအရင်းကိုအဖြစ်လို့ဒုက္ခတွေမအောင်ဒီလိုရင်းစုစုစည်းစည်းလေးအဖြစ်လို့ဒုက္ခလေးဆိုတော့ကျွန်တော်တို့ကျွန်တော်ဖြစ်တဲ့အတိတ်လေးကျွန်တော်ညှောက် DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ